္ဂလာပါရှင်ချင်းလင်းချင်းနယ်တရင်ဌာနမှပြင်လေကျဆိုလိုက်ပါရယ်2025ခုနှစ်မေလ2ရက်နေ့နောက်ဆုံးရရှိထားတဲ့တရင်များကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်တရင်ကောင်းစင်တွေကတော့ဟာကမြို့တို့ထူးဆစ်စင်လာတို့စစ်တပ်ကိုလဝချေးရွာတွင် KIA KPDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ73လောက်ရရှိပြီးတဦးအရှင်ဖမ်းမိပြီးလဝရွာဆူတောင်းတောင်ရှိ စစ်တပ်စခန်းကိုတင်ပိတ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဖွဲ့ကမြလင်ကေစီရဲ့အတွက်အပြစ်ခက်ရစေဤကာလတလဒုတိယအကြိမ်ထပ်မံတရံတူကြောင်းမိုးကုံမြို့အနောက်ခြမ်းကိုစစ်တပ်ကလေရင်ဖြန့်ပုံးကျဲတိုက်ခတ်မှုတွင်စကိုင်းရွာသားရွာကိုစစ်တပ်ကလက်နက်ကြီးဖြန့်ပစ်ခတ်မှုတွင်ကလေးငယ်နှစ်ဦးသေဆုံးကြောင်းကျောပွေတွင်စစ်ကောင်စီတပ်သားများလိုက်ပါလာသောစိုက်ကယ်6စီးကိုတိုက်ခိုက်မှုတွင်ရဲနှစ်ဦးသေဆုံးကြောင်း ထန်းတပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းများကို တက်ခိုက်မှုတွင်စစ်သား၁၁ဦးတေဆုံးကြောင်းနဲ့မူမြို့နယ်တွင်စစ်တပ်အထိုင်ချက်တက်ဆွဲထားသောဂျေးရွာ၅ခုကို KNLA ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်များကတက်ခိုက်သိမ်းပိုက်မှုတွင်စစ်တပ်ဘက်မှဒုတိယမှုတအူးနဲ့အရာခံဘူးတအူးအပါဝင်တေဆုံးသူများပြားကြောင်းတော့ပဲဖြစ်ပါလိမ့်ရှင်ဟာကမြူတို့သူစစ်စင်လာသောစစ်တပ်ကိုလဝချေးရွာတွင် KIA KPDF ပူးပေါင်းအဖွဲ့ကတိုက်ခိုက်မှုတွင် စစ်တပ်ဘက်မှ73လောက်ရရှိပြီးတဦးအရှင်ဖမ်းမိကလဝါရွာဆူတောင်းတောင်ရှိစစ်တပ်စခန်းကိုတိမ့်ပိတ်ထားတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်ရှင်ကချင်ပြည်နယ်ဖားကမြို့တို့ထူးဆစ်ဆင်လာသောစစ်တပ်ကိုလဝါကျေးရွာတွင် KIA KPDF ပူးပေါင်းဖွဲ့ကတိုက်ခတ်မှုတွင်စစ်တပ်ဘက်မှ73လောင်းရရှိပြီးတအူးအရှင်ဖမ်းမိကြောင်းသိရှိရပါသည်။မေလ1ရက်နေ့ဖားကန်လန်လဝါကျေးရွာရှိစစ်တပ်ကို KIA ဖြစ် PDF ပူပေါင်းတပ်များကဝင်ရောက်တိုက်ခိုက်ရာစစ်တပ်လက်အောက်ခံပြည်သူစစ်နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း73လောင်းရရှိကြောင်းလဝကျေးရွာမှစစ်သားများကဆူတောင်းတောင်းသို့ထွက်ပြေးသွားကြကြောင်းလဝကျေးရွာခရီးယန်ဆူတောင်းတောင်းသို့ထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA KPDF ပူပေါင်းတပ်များကလိမ့်လံတိုက်ခိုက်ရာစစ်သားတအူးအရှင်ဖမ်းဆီးရရှိကြောင်းဆူတောင်းတောင်းကိုလည်းမဟာမိတ်ပူပေါင်းတပ်များကတင်ပိတ်ထိန်ချုပ်လိုက်ကြောင်း CIA ရှိတန်းတရင်ရင်မြစ်ကပြောဆိုထားပါတယ်။ April 24ရက်နေ့မှာဆက်တင်၍ကချင်ပြည်နယ်ဖာကတ်မြို့သို့မူကောင်းဂါမိုင်းဘက်မှစစ်တပ်စစ်ကြောင်းများအင်အားရာချီ၍တက်လာခဲ့သည့်ဖြင့်ဖာကတ်လမ်းပိုင်းများအလုံးပိတ်ထားကြောင်းမြစ်ချနာမူကောင်းဂါမိုင်းဘက်လမ်းရေကာတာရွာတဝိုက်တွင်တိုက်ပွဲများအကြီးကျယ်ဖြစ်ပွားခဲ့တဲ့အပြင်ဟူပင်အင်းတော်ကြီးလမ်းပိုင်းတဝိုက်တွင်လည်းစစ်တပ်ကစစ်ကြောင်းများထုံးနေ၍တိုက်ပွဲများဖြစ်ခဲ့ကြောင်းတိုက်ပွဲများအတွင် အကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုံ့ဆော်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုတွင် KIA ကိုရခာ၊ Kuki National Army Burma KNAB, ABSDF, KPDF, PDF MOD နာဂတ်တပ်များပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။မြောက်ပိုင်းရေနောင်မဟာမိတ်တုံးဖွဲကငလှင်ကေစီရဲ့အတွက်အဖြစ်ခက်ရစေကြီးကာလတလဒုတိယအကြိမ်ထပ်မံတရံထူတာတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ကုကန် MNDAA ရခိုင် AA နဲ့ပလောင် TNLA တို့ပါဝင်သောမြောက်ပိုင်းမြေနောက်မဟာမိတ်သုံးဖွဲ့ကအပြစ်ခတ်ရက်စေးကာလကိုတလထက်မှန်တည်တံတူထားကြောင်းယမနေ့ညနေပိုင်းကထုတ်ပြန်ကြေညာထားပါတယ်မတ်လ28ရက်နေ့မြန်မာနိုင်ငံတွင်ထောက်ခတ်ခဲ့သော ပြန်အားခုနှစ်သမခုနှစ်အစဉ်ရှိအားအလွန်ပြင်းငလင်ကြီးနဲ့နောက်ဆက်တွဲငလင်ငယ်များကြောင့်ပျက်စီးဆုံးရှုံးသွားသောအဆောက်အုံများကိုရှင်လင်းဖေရှားရန် ငလင်အပြက်စီအဆောက်အုံများကြားအသက်ရှင်ကျန်ရင်းနေသောလူနဲ့အိမ်ဝေးထိတ်ဆန်များကိုရှာဖွေကိစ္စရေးလုံနိုင်ရန်အတွက်အပြစ်ခက်ရစေကာလကိုမေလ၁ရက်နေ့မှမေလ၃၁ရက်နေ့အထိထပ်မံတရံတူကြောင်းသိရှိရပါသည်။မြောက်ပိုင်းနေတော်မဟာမိတ်သုံးဖွဲ့ကအပရလ၁ရက်နေ့မှအပရလ၃၀ရက်နေ့အထိတဖက်သက်အပြစ်ရကြောင်းပထမအကြိမ်ကျင်းပခဲ့ပြီးနောက်ယခုအခါဒုတိယအကြိမ်ဖြစ်ထပ်မံ၍တလအပြစ်ရခဲ့ကြောင်းကျင်းပခြင်းလေးဖြစ်ပါသည်။ ဒုတိယကြိမ်အပြည့်ရစေမှုကာလတလကြာကြိမ်ရရချင်းမှာငလှင်ကြောင့် KCE လုပ်ငန်းစဉ်များဟာတလကြာကြာတိတိုင်အောင်ရှင်လင်းဖေရှားရေးလုပ်ငန်းများကိုထိရောက်စွာလှုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်းငလှင်နောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်ဆက်သောလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန်အချိန်ထက်မှန်လိုအပ်နေပြီဖြစ်သောကြောင့်လူသားချင်းစာနာထုတ်ထားမှုဆိုင်ရာတဖက်သက်အပြည့်ရကာလကိုထက်မှန်၍နောက်ထပ်တလတက်တန်တူခြင်းဖြစ်တယ်လို့မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ကဆိုပါတယ်။ မြောက်ပိုင်းငင်တော်မဟာမိတ်တုံဖွဲ့အနေဖြင့်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ပွားလေရှိသောနေရာများတွင်မိမိကိုမိမိခုခံကာကွယ်သောတုံ့ပြန်မှုမျိုးမှလွေ၍စတင်ထူးဆစ်ဆင်တိုက်ခိုက်ခြင်းမျိုးပြုလုပ်မည်မဟုတ်ကြောင်းကြေညာထားပါသည်။အကြံဖက်စစ်ကောင်စီကအပရလ2ရက်နေ့မှအပရလ30ရက်နေ့အထိအပြစ်ခတ်ရစေရင်နှစ်ကြိမ်ကြေညာခဲ့ပေမဲ့လည်းမေလ1ရက်နေ့မှာတော့အပြစ်ခတ်ရစေရင်ကိုထပ်မံတရံတူးခြင်းမပြုတော့ဘူးလို့သိရှိရပါရဲ့ရှင်။ မိုးကုံမြို့အနောက်ဘက်ခြမ်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ကစစ်တိုင်းရွာသားရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုတွင်ကလေးငယ်2ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။မန္တလေးတိုင်းမူကုံမြို့အနောက်ခြမ်းကိုအကြံဖက်စစ်ကောင်စီတပ်ကလေရင်ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်း TNLA ကထုတ်ပြန်ထားပါတယ်။အပရလတ်30ရက်နေ့ည8:30နာရီမိနစ်အချိန်ခန့်တွင် အကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမူကုံမြို့အနောက်ပိုင်းတစ်ဆိတ်ကုန်းနဲ့ ကျောက်ပုတ်ချေးရွာအကြားကိုပေါင်250ပုံနှလုံးလာရောက်ကြီးချတိုက်ခိုက်ခဲ့ပြီးဒါပြင်အပရလ24ရက်နေ့ကလည်းနောင်ချူမြို့နယ်ကိုအကြံဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်အစိမ့်ဝိပုံစစ်တလုံးနဲ့120မမလက်နက်ကြီး26လုံးတက်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အကြံဖက်စစ်ကောင်စီဟာပလောင်ပီနယ်လွမြောက်ရေးတပ်ဦး PSLF TNLA အုပ်ချုပ်သောမြို့နယ်များကိုစစ်အင်အားဖြည့်တင်းခြင်းထိုးစစ်ဆင်ခြင်းနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာများကိုလေကြောင်းဖြင့်ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိဥတီပုံကျဲတဲ့လောက်ရက်များပြုလုပ်နေသောကြောင့်ပြည်သူများအနေနဲ့စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန်စီရီတတိအမင်းရှိရန်လိုအပ်ပြီးလေကြောင်းရန်မှကာကွယ်နိုင်ရန်လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနီလန်းများလိမ့်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA ကပြောဆိုထားပါသည်အလားတူစကိုင်းတိုင်းစကိုင်းမြို့နယ်ရွာသားရွာကိုစစ်တပ်ကလက်နက်ကြီးဖြင့်တိုက်ခတ်ခြင်းကြောင့် ကလေးငယ်2ဦးကြီးစားထိမှန်ကတည်ဆုံးခဲ့ကြောင်း Wallet Informational Network ထံမှသိရှိရပါတယ်။မေလ10ရက်နေ့နနက်9:00နာရီအချိန်တွင်စည်ရီးရွာရှိအကြံဖက်စစ်ကောင်စီတပ်သားများက87မမလက်နက်ကြီးများနဲ့တိုက်ခတ်ခဲ့ရာရွာသားရွာသီးတို့ကြားရောက်ပောက်ကွဲခဲ့ပြီးအသက်၉နှစ်အရွယ်ကလေး၂ဦးကြီးစားထိမှန်တည်ဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒါ့အပြင်တတအုပ်ဘက်မှတက်လာတဲ့အကြံဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးဟာလည်း နာနေ7နာရီ55မိနစ်အချိန်တွင် စကိုင်းမြို့နီးမြောက်ချမ်းသို့လေကြောင်းတိုက်ခိုက်မှုလှုပ်ဆောင်သွားကြောင်းမန်လေးတိုင်းမတရားမြို့ပေါ်ရှိ အကြံဖက်စစ်သားများကလည်းမတရားမြို့အနောက်ဘက်သို့လက်နက်ကြီးများနဲ့အဆက်မပြတ်ရန်တမ်းပစ်ခတ်နေကြောင်းဝက်လက် informational network ထံမှသိရှိရပါရရှင်။ကျုပ်ဝဲတွင်စစ်ကောင်စီတပ်သားများလိုက်ပါလာသောစိုက်ကဲ6စီးကိုတိုက်ခိုက်မှုတွင်ရင်းနှီးဦးတည်ဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ မန်လေးတိုင်းပြည်ပွဲမြို့နယ်တွင်ဂျမ်ဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာသောဆိုင်ကယ်၆စီးကိုတိုက်ခိုက်ခဲ့ရာရဲနှုတ်ဦးတည်ဆုံးခဲ့ကြောင်းသိရှိရပါသည်။အပရလ29ရက်နေ့နန်နက်စေနာ၏အချိန်ခန့်တွင်ပြည်ပွဲမြို့နယ်ပေပင်ရှိအုပ်စုပေပင်ရှိကျေးရွာအနောက်ဘက်တွင်ညောင်ကုန်းဘက်မှဆိုင်ကယ်၆စီးဖြင့်တက်လာသောအဂျမ်ဖက်စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာရဲနှုတ်ဦးတည်ဆုံးခဲ့ကြောင်းတိုက်တောင်ပြည်သူတို့လှိုင်းရင်အားစုအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါသည်။ တိတ်တောင်းပြည်သူတော်လှန်ရေးအင်အားစုဖွဲ့မှတာဝန်ရှိသူတို့ကစစ်ခွေးတွေဘက်ကပြန်လေပြစ်ခတ်ကြတွေရှိတယ်ဖြစ်ပြီးတည်တဲ့စစ်ခွေးတွေတရွတ်တိတ်ဆေးပြီးပြန်ဆုတ်သွားတယ်ဆွေပြီးပြန်ဆုတ်သွားတာသူတို့ကောင်တွေကြလို့ပြန်ဆုတ်သွားတယ်ထင်တယ်လို့ရန်ကုန်ခက်တဲ့တရင်ဌာနထံသို့အတိပြုပြောဆိုထားပါတယ်ရင်တက်ခိုင်မှုတွင်အကြံဖက်စစ်ကောင်စီဘက်မှရင်းနှုတ်ဦးတည်ဆုံပြီးတည်ဆုံသွားတဲ့စစ်သားအလောင်းများကိုတရွတ်တိတ်ဆွေသွားပြီးတွန်းလှန်ရေးရဲဘော်များအနေဖြင့် အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရမေးတင်းခရိုင်ပြုပွေမြို့နေတိုက်တောင်ပြည်သူကကိုရီတာစီပါကဖပြုပွေလူငယ်အဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ထန်းကြပင်မြို့နေတွင်စစ်တပ်စစ်ကြောင်းများကိုတိုက်ခိုက်မှုတွင်စစ်သား၁၁ဦးသေဆုံးသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ ပကူတိုင်းထန်းတပင်မြို့နယ်ဇရက်ကြီးမြို့အခြေဆိုင်ခလာရ83မှာထွက်လာသောစစ်တပ်စစ်ကြောင်းနဲ့တပင်ငွင့်စခန်းမှာစစ်ကြောင်းတို့ကိုတိုးနိုင်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်သား7ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။ ်အပရလ28ရက်နေ့နန်းနက်ပိုင်းထန်းတပင်းမြို့နယ်အခြေစိုက်ခလာယာ83တဲ့ရက်မှတပင်းမြို့စခန်းကိုရိတ်ခပူရန်ထွက်လာသောစစ်ကြောင်းကိုဒေါ်လိုင်းရေးတပ်ဖွဲ့များကပူပေါင်းတိုက်ခိုက်ခဲ့ရာ အကြံဖက်စစ်ကောင်စီတပ်သား6ဦးသေဆုံးခဲ့ကြောင်းယောနာတန်ဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားထားပါသည်တရရင်353ရက်တက်ခွေနှင်းမှတာဝန်ရှိသူတို့ကခလာယာ83တရရင်ကနေတပြင်းငွင့်စခန်းကိုရိတ်ခပူဖို့လာတဲ့ စစ်တပ်စစ်ကြောင်းကို PDF ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်သား6ဦးသေဆုံးတယ်လို့ရန်ကုန်ခေတ္တတရင်ဌာနထံသို့အတည်ပြုပြောဆိုထားပါတယ်။အလားတူအပရလ28ရက်နေ့ညနေ3နာရီချိန်ဝန်းကျင်တောင်ငူခရိုင်ထန်းတပင်မြို့နယ် KNU တက်မဟာနှစ်နေမြေတပြင်းငွန့်စခန်းမှာတန်ရာရစစ်သားများကိုဇရက်ကြီးမြို့အခြေစိတ်ခလာရ83တရင်တို့ပူဆောင်ရန်ထွက်လာတဲ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ရာစစ်သား၅ဦးထပ်မင်းထိခိုက်ဒေဆုံးသွားကြောင်းသိရှိရပါတယ်။ယောနသန် drone တပ်ဖွဲ့မှတာဝန်ရှိသူကတက်ပွဲကမနက်ပိုင်းကစာရာရထိပါပဲ။အင်အားက90လောက်ရှိတယ်။ခလာယာ83ကနေလာတဲ့စစ်ကြောင်းကိုတပြင်းခွင့်ကနေထွက်ကြတဲ့သဘောလူနာတွေလည်းပါတယ်။ ဒီစစ်ကြောင်းနှစ်ကြောင်းလုံးကို အဖွဲ့တွေခွေပြီးတိုက်ခိုက်ခဲ့ကြတာပါ။တပင်ခွင့်စခန်းကနေလာတဲ့စစ်ကြောင်းကပြည်သူတွေကိုဖမ်းလာပြီးလူသားတိုင်းသာလုပ်ပြီးလာတာထွက်ပြီးလမြောက်လာတဲ့သူဆိုရင်ဖမ်းလာတဲ့အချိန် drone ကြလာလို့စစ်ခွေတွေ ထွက်ပြီးတဲ့အချိန်မှာသူလေးထွက်ပြီးလာခဲ့တာပါလို့ပြောကြားထားပါတယ်။အဆိုပါတိုက်ခိုက်မှုများကိုတောင်ငုံမြို့ကြီးပြည်သူ့ကကွေရဲ့အဖွဲ့ပါကဖနဲ့တောင်ငုံခရိုင်353ရက်တက်ရင် drone တစ်ဖွဲ့၃၅၃ရက်နှစ်တက်ရင်တက်ခွေ၃ တက်ရင်3931တခွေနှစ်တက်ရင်3932 KNU တမဟာနှစ်တက်ရင်6နဲ့ယောနတန်ဒရုန်းတခွေတို့ပူပေါင်းပါဝင်တက်ခဲ့ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။မုံမြုံနေတွင်စစ်တပ်အထိုင်ချတက်ဆွေးထားသောဂျေးရွာ9ခုကို KNLA ဦးဆောင်သောတော်လှန်ရေးပူပေါင်းတက်များကတက်ခိုက်သိမ်းပိုင်မှုတွင်စစ်တပ်ဘက်မှဒုတက်ရင်မှုတအူးနဲ့အရာခံမှုတအူးအပါအဝင်ဒေသုံးသူများပြားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ပကိုရိုင်းမုံမြုံနယ်တွင်အကြံဖက်စစ်တပ်အထိုင်ချက်တက်ဆွဲထားသောခြေရွာ၅ခုကို KNLA ဦးဆောင်သောတော်လှန်ရေးပူပေါင်းတပ်များကတက်ခိတ်သိမ်းပိုက်ရာစစ်တပ်ဗမာတူတက်ရင်ဖို့တဦးနဲ့အရာခံဘူးတဦးအပါအဝင်တေဆုံးသူများပြခဲ့ကြောင်း KNU ဘဟုကတရင်ထုတ်ပြန်ထားပါတယ်အပရလန်၁၈ရက်နေ့နန်းနက်တနာရီအချိန်ခန့်တွင်မူးမြုပ်နေအတွင်အကြံဖက်စစ်တပ်ရဲ့ခလာရ60နဲ့ခလာရ83ပူပေါင်းတပ်ပေါင်းစုမှ စစ်ကောင်စီတပ်သားများထူးဆစ်ဆင်ကာခြေကုပ်ယူထားတဲ့နေရာများဖြစ်သောနောင်ကုန်းရင်းတိုက်ကုန်းရက်မျိုးအောင်ရွာကြီးအင်းတွင်းကုန်းနုကလောတောင်စုကျေးရွာများကို KNLA ဦးဆောင်သောတွန်းလှန်ရေးပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းယူရှင်းလင်းနိုင်ခဲ့ကြောင်းသိရှိရပါသည်ထိုတိုက်ပွဲအတွင်းအကြံဖက်စစ်ကောင်စီတပ်ဗတ်မှဒုတိယမှုတအူးအပါဝင် အရာခံမှုတအူးကြဆုံကအများအပြားထိခိုက်ဒေဆုံးမှုရှိပြီးလက်နက်ခဲယမ်းများစွာလည်းတင်စီရမိခဲ့ကြောင်းသိရှိရပါသည် အကြံပစစ်ကောင်စီတပ်များဂျေးရွာအတွင်တက်ဆွဲထားမှုကြောင့်ပြည်သူများလည်းဘဲလွတ်ရာထွက်ပြီးတိမ်းရှောင်နေကြရပြီးဒုက္ခမျိုးစုံဖြင့်ကြုံတွေ့နေရကြောင်း KNU ဗဟုကပြောဆိုထားတယ်လို့သိရှိရပါတယ်ရှင်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ဒီလောက်နဲ့ပဲရနာသွားပါမယ်ရှင်။ချင်းလင်းချင်တဲ့သတင်းစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းမင်္ဂလာပေါင်းနဲ့ခရောက်နိုင်ကြပါစေရှင်။